င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တော်လိုင်းအတွင်းမှာပိတ်ဆက်သွားတဲ့အသက်တွေကိုတံမိုးထားမှာဖြစ်တယ်လို့ရှင်တန်နေသေးတဲ့အသက်တွေကိုလည်းတံမိုးထားမှာဖြစ်တဲ့အတွက်ပေါင်းစည်းလှုပ်ဆောင်မှအောင်ပွဲနှွမ်းနိုင်မယ်လို့ KNU ဒုစစ်ဦးစီးချုပ်ကပြောပါတယ်စစ်တပ်စစ်ကြောရေးစခန်းတွေမှာလက်စစ်ရှော့တိုက်မှုအောက်စုဖွဲ့အပါဝင်ရက်ဆက်တဲ့နှင်းပန်းနှိမ့်ဆက်မှုကျူးလွန်တဲ့တပ်တွေကိုရှာတွေ့ထားတယ်လို့ကုလသမဂ္ဂ IMM ကပြောတဲ့သတင်းပါဝင် ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တော်လင်းအတွင်းမှာပေးဆက်သွားတဲ့အသက်တွေကိုတံပိုးထားရမှာဖြစ်တယ်လို့ရှင်သန်နေသေးတဲ့အသက်တွေကိုလည်းတံပိုးထားရမှာဖြစ်တဲ့အတွက်ကြောင့်ပေါင်းစည်းလှုပ်ဆောင်ရန်အရေးကြီးပြီးအဲ့လိုပေါင်းစည်းမှသာအောင်ပွဲကိုဆင်နွှဲနိုင်မှာဖြစ်တယ်လို့ကရင်မျိုးသားအစည်းရော KNU ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဘိုးချုပ်ကြီးစောဘောကျော်ဟဲကပြောပါတယ်။ဩဂတ်စာ12ရက်နေ့မှာကြောက်ရောက်တယ်။ကရင်အမျိုးသားအာဇာနည်နေ့မှာ KNU KNL ဒုစစ်ဦးစီးချုပ်ကအာဇာနည်နေ့ဂုံပြုမိန်ခွန်းပြောကြရမှာအခုလိုထဲ့သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တက်ရှိထင်ရှားရှိနေကြသူတွေအနေနဲ့လွတ်လပ်ရေးအတွက်ကြိုးပမ်းအသက်ပေးခဲ့ကြတဲ့အာဇာနည်တွေလိုလားတဲ့ရေမှန်းချက်ပန်တိုင်ဖြည့်ဆည်းနိုင်ဖို့ကိုလည်း ကြင်ကြံလှုပ်ရှားရမှတာဝန်ရှိနေတယ်လို့လည်းဒုစစ်ဦးစီးချုပ်ကပြောပါတယ်။အဲလို အာဇာနည်တွေလိုလားတဲ့ရည်မှန်းချက်ပန်းနိုင်ကို ဖြည့်ဆည်းရမှာလေ။ပူးပေါင်းလှုပ်ဆောင်မှုကအရေးကြီးပြီးပေးဆက်သွားတဲ့အသက်တွေကိုတံမိုးထားသလိုသက်ရှိလက်ရှိမှာသက်ရှိထင်ရှားရှိနေတဲ့ရှင်သန်နေသေးတဲ့အသက်တွေကိုလည်းတံမိုးထားမှာဖြစ်တဲ့ပြင်တူးကိုတူးတံမိုးထားပြီးပေါင်းစည်းလှုပ်ဆောင်မှသာအင်အားရှိလာမှာဖြစ်ကား စီးလုံးညင်ညွတ်မှုအောင်ပွဲနှွဲနိုင်မယ်လို့ဒုစစ်ဦးစီးချုပ်စောဘောကျော်ရဲကပြောပါတယ်။ဒါအပြင်ကရင်လူမျိုးအလုံးအနေနဲ့ကရင်မျိုးသားအာဇာနည်ကိုတဘုတ်ထားပြီးဂုံပြုတ်ကျင်းပရန်လိုအပ်တယ်လို့လည်းပြောပါတယ်။ကရင်အာဇာနည်ကိုအတိမတ်ပြုဂုံပြုတ်ရမှာလေ။အပေါ်ရင်အနေနဲ့ဂုံပြူတာမျိုးမဟုတ်ပဲယုံကြည်ချက်ရည်မှန်းချက်အပေါ်ခိုင်မာစွာရက်တီလှုပ်ဆောင်ကြရမယ်လို့လဲဒုစစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကပြောပါရရှင် ဒီတစ်ခါမှာတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြမရေးစိုးရင်ချောင်းသာပြောပြီးအရေးယူဖို့ပြက်ကွက်နေတာကြောင့်ပြည်သူတွေအသက် ဆုံးရှုံးနေရကလူငယ်တွေရဲ့အနာဂတ်ဟာဆုံးရှုံးနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာတမ်မတ်ကြီးကအခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မြမရေးနဲ့ပတ်သက်ကမြမပြည်သူတွေအနေနဲ့ ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့စိုးရင်ကြောင်းပြောကြားနေတာထဲပိုမိုထိရောက်ပြတ်သားတဲ့အလင်းမြန်အရေးယူဆောင်ရွက်မှုမျိုးနဲ့အကာအကွယ်ပေးမှုတွေထိုက်တန်တယ်လို့လည်းဆိုပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံကအတိုင်ဝန်းရဲ့အချိန်နဲ့တပြေးညီအရေးယူဆောင်ရွက်နိုင်မှုမရှိတာဟာလေအခုပြစ်ပခကိုပိုမိုရှည်လျားစေတယ်လို့လည်းဥကြုံမိုးထွန်းကပြောပါတယ်ဒါအပြင်အရေးယူဆောင်ရွက်ဖို့ပြက်ကက်နေတဲ့နေ့ရက်တိုင်းအတွက် ပို၍ပို၍များပြားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ဆုံးရှုံးနေရတာဖြစ်ပြီးလူငယ်များစွာအနေနဲ့လည်းသူတို့ရဲ့အနာဂတ်ကိုဆုံးရှုံးနေရတယ်လို့တမ်မတ်ကြီးကပြောပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကထိရောက်ပြတ်သားတဲ့အရေးယူမှုမရှိတဲ့အခြေအနေတွေကြောင့်မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကဲ့တင်ဖို့အကြက်ဖက်စစ်တပ်ထံကိုလက်နက်လေရင်စီနဲ့စစ်ဖက်အရက်ဖက်သုံးပစ္စည်းတွေလက်ဝယ်ရရှိနေမှုကို ချက်တော့ပေးရတဲ့နီလန်မျိုးစုံအသုံးပြုဆွမ်းပေးဖို့အတွက်နိုင်ငံကအတိုက်ဝန်းကိုတာမတ်ကြီးဥကြုံမိုးထွန်းကမြစ်တာရက်ခံလိုက်ပါတယ်။ဒါအပြင်ဥရီမဲမတရားဖန်ဆီးအကျဉ်းကျခံနေရတယ်။နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုလည်းလွှတ်ပေးခြင်းမပြုဘဲအားလုံးပါဝင်တဲ့ရွေးကောက်ပွဲကျင်းပခြင်းပြုလုပ်နိုင်မှာမဟုတ်တလို့စေအိုစုကစစ်စစ်နေတဲ့အတူရောင်ရွေးကောက်ပွဲဟာလက်ရှိဖြစ်ပေါ်နေတဲ့မတည်ငြိမ်တဲ့နိုင်ငံရဲ့အခြေအနေကိုပိုမို ဆိုးရွားစေမှာဖြစ်တယ်လို့လည်းတာအမတ်ကြီးကရှင်းပြပါရရှင်။ ရာရီတိုင်းအတိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါတယ်။တရာရီတိုင်းငပူတော်မြို့နယ်မှာရက်ကျေးအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းတပ်သားတွေပို့ဆောင်ခြင်းမရှိတာကြောင့်အကြမ်းဖက်စစ်တပ်ကဆဲဆိုပြီးအစည်းအဝေးခေါ်ယူနေတယ်လို့ဒေတာတွင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ်လကနေစတင်ပဲစစ်မှုထမ်းအပတ်စဉ်16အတွက်ငပူတော်မြို့နယ်မှာစစ်မှုထမ်းတပ်သားတွေပို့ဆောင်ပေးနိုင်တာမျိုးမရှိတာကြောင့်မြို့ပေါ်ရက်ကွက်နှစ်ခုနဲ့ ကျေးရွာအုပ်စု16စုကအုပ်ချုပ်ရေးမှုတွေကိုမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကစဲစိုကအစည်းအဝေးတက်ရောက်ဖို့အတွက် PRP ခေါ်ယူနေရလို့လည်းသိရပါဗျ။ငပူရောမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကစစ်မှုထမ်းတပ်သားတစ်ပေးပို့ဖို့အတွက်အချို့ရေးမှုတွေကိုအချင်းချင်းအကြောင်းကြားထားပေမဲ့လည်းပေးပို့နိုင်ခြင်းမရှိတာကြောင့်ဩဂတ်စာ7ရက်နေ့မနေ့စင်တိုင်းလောက်မှာ မပူရောမြွနယ်ရုံးကိုအုပ်ချုပ်ရေးမှုတွေအားလုံးမပြတ်မကွက်တက်ရောက်ဖို့နဲ့စစ်မှုထမ်းဖို့လူငယ်တဦးပါတပါးတည်းခေါ်ဆောင်လာဖို့အတွက်ညွှန်ကြားချက်ထုတ်ပြန်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီလိုစစ်မှုထမ်းဖို့အတွက်လူငယ်တဦးကိုခေါ်ဆောင်လာနိုင်ခြင်းမရှိရင်ယာယီမှုတွေကိုခေါ်ဆောင်လာဖို့အတွက်အကြံပေးစစ်တပ်ကအတင်းကျပ်လှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ငပူရောမြွနယ်မှာစစ်မှုတပ်သားတွေပို့ဆောင်နိုင်ခြင်းမရှိတဲ့ကျေးရွာအုပ်စု၁၂စုရှိပြီး မြို့ပေါ်မှာတော့ဟိုင်းကြီးအမှတ်၁ရက်ကွက်နဲ့ငရုတ်ကောင်းအမှတ်၁ရက်ကွက်တို့ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဒီတစ်ခါမှာတော့အကျန်းဖက်စစ်တပ်ရဲ့စစ်ကြောရေးစခန်းတွေမှာလက်စစ်နဲ့ရှော့တိုက်ခြင်းအုတ်စုဖွဲ့မရင်းကျင်ခြင်းလေအင်္ကာကိုမီးရှို့ခြင်းအပါအဝင်ရက်ဆက်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေစတဲ့ကြလင်ပန်းဆိုင်ရာအကြမ်းဖက်မှုတွေကိုကျူးလွန်တဲ့အထောက်အထားတွေကိုရှာဖွေတွေ့ရှိထားတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်ရာ IMMN ကသတင်းထုတ်ပြန်ထားပါတယ် IMMN အနေနဲ့မြန်မာအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားသူတွေကိုကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်အထောက်အထားတွေစုဆောင်းတာနဲ့ကျူးလွန်သူတွေကို ဖော်ထုတ်ရန်ကြိုးပမ်းရမှာ တိုးတက်မှုတွေရှိနေပြီလို့လည်းမနစ်ကထုတ်ပြန်တဲ့နှစ်ပတ်လည်အစည်းအကမ်းစာမှာဖော်ပြထားပါဗျ။အဲ့ဒီရာဇဝတ်မှုတွေမှာညှဉ်းပန်းနှက်ဆက်မှုနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါဝင်နေတယ်လို့လည်း IMM ရန်နေရရဲ့အကြီးအကဲဖြစ်တဲ့ Nicholas ခွန်ချန်ကပြောပါဗျ။ IMM ရဲ့အစည်းအကမ်းစာမှာ2024ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ2025ခုနှစ်ဇွန်လ30ရက်နေ့ကာလအပိုင်းခြားတွင်စွမ်းအင်ချက်တွေကိုတင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံကထိမ့်သိမ်းစစ်ကြောတဲ့နေရာတွေရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုကျူးလွန်တာတွေကိုမှတ်တမ်းမှာအသေးစိတ်ဖော်ပြထားပါတယ် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်ရာ IMMM ကို2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာကျူးလွန်တဲ့အကြီးလေးဆုံးသောနိုင်ငံတကာရာဇဝတ်မှုတွေနဲ့တခြားသောနိုင်ငံတကာဥပဒေများချိုးဖောက်ခြင်းတွေအတွက်အထောက်အထားတွေစုဆောင်းရန်နဲ့စစ်စစ် သုံးသပ်ရန်အတွက်2018ခုနှစ်မှာကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကဖွဲ့စည်းခဲ့တာလည်းဖြစ်ပါလိမ့်ရှင်။ စကိုင်းအတန်းတပုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းစကိုင်းမြို့နယ်တောင်ရင်ရွာအနီးကိုအကြက်ဖက်စစ်တပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအလောင်းတွေကိုထပ်မံတွေ့ရှိရပြီးသေဆုံးသူ16ဦးထိ တိုးလာပြီးပြည်သူအယောက်20ကျော်လဲထိခိုက်ဒဏ်ရာရှိထားတယ်လို့ဒေသတော်လှန်တရင်မြေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်ပြီးခဲ့တဲ့ဩဂတ်စ17ရက်နေ့မွန်းလွဲ့နေ့လောက်က စကိုင်းမြွနယ်တောင်ရင်ရွာနေရင်ရနာထားတဲ့စက်တောက်ဆိုင်ကိုအကျန်းဖက်စစ်တပ်ရဲ့ဒဒဲဦးလီတက်ကနေတက်လာတဲ့တိုက်လေရင်နှစ်စီးနဲ့မိတီလာလီတက်ကနေတက်လာတဲ့တိုက်လေရင်နှစ်စီးတို့ကလေချောင်းတက်ခတ်မှုအကျိန်20ခန့်ပြုလုပ်ခဲ့လို့လည်းသိရပါဗါတယ်။အဲလိုလေချောင်းတက်ခတ်မှုကြောင့်ကနအူအလောင်းခုနှစ်လောင်းကို တွေ့ရှိခဲ့ရပြီးတော်လိုင်းတဖွဲ့တွေနေမြေရှင်းလင်းစင်မှာတော့နောက်ထပ်အလောင်း၉လောင်းကိုထပ်မံတွေ့ရှိခဲ့ရတာကြောင့် သေဆုံးသူ16ဦးထိရှိလာကထိခိုက်ဒဏ်ရာရှိသူပြည်သူအယောက်20ကျော်ရှိလာတာလည်းဖြစ်ပါတယ်။သေဆုံးသူအများစုဟာသခိုင်းနယ်မတရားမြို့နယ်က ခီးသွားပြည်သူတွေနဲ့ကုန်ကားသမားတွေဖြစ်ကြပြီးသူတို့နားနေတဲ့စက်တောက်ဆိုင်တက်တဲ့ကိုကျဲသွားတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ န္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့အနီးမှာအင်အားတစ်ထောင်ခန့်ရှိတဲ့စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခတ်ခဲ့ရမှာစစ်သား80ထက်မနည်းဟာသေသွားတယ်လို့မြင်းကြံ Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခဲကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ဇွန်လ31ရက်နေ့ကမြင်းကြံမြို့နီးတော်လန်းတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေမြေတွင်းကိုအကြမ်းဖက်စစ်ကောင်စီက အင်အားတထောင်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဝင်ရောက်လာပြီးမကြခင်မှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကစုဖွဲ့မှုပြိုကွဲကတက်လန်ထွက်ပြေးသွားလို့လည်းသိရှိရပါတယ်။အဲဒီနောက်ထပ်မံအင်အားဖြစ်တင်းကလေကြောင်းပစ်ကိုအလွန်ကျုံသုံးဆက်ပြီးနောက်ထပ်တစ်ကြိမ်ထိုးစစ်ဆင်လာခဲ့ရမှာ တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကအပြင်းထန်ခုခံတိုက်ခတ်ခဲ့ပြီးမှလည်းတိုက်ပွဲအချိန်ကြာမြင့်လာတာနဲ့အမျှလက်နက်ခရံပြတ်တောက်သွားတာကြောင့်ဩဂတ်စ10ရက်နေ့မှာတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့စခန်းအချို့ကိုလက်လွတ်ပေးခဲ့ရလို့လည်းဗိုလ်မှိုက်ခဲကပြောပါရတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သား90ထဲမှနည်းဟာသေသွားက 190ကျော်ဟာအပြင်းထန်ဒဏ်ရာရှိခဲ့သလို မြင်းချံ Black Tiger ရဲ့အထူးကွန်မန်ဒိုရဲဘော်9ဦးလည်းကြဆုံးခဲ့ရလို့လည်းသိရပါဗါတယ်။အဲဒီတိုက်ပွဲအတွင်းမှာမြင်းချံ Black Tiger MBT တပ်ဖွဲ့ကို လာရောက်ကူညီအဖြစ်ပေးခဲ့တယ်။မဟာမိတ်တပ်ဖွဲ့တွေကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ MBT တပ်အနေနဲ့ခဲယမ်းပြန်လည်ဖြည့်တင်းကအကောင်းဆုံးစူးစမ်းကစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်းအသိပေးထားပါဗါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အမျိုးသားညညရေးဆိုရ NUG ကာကွယ်ဝင်ထနာအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တွေနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်တပ်ဖွဲ့တွေအားလုံးလက်တွဲညီညီစ조사ကြမယ်ဆိုရင်ဘုံရီမှန်ချက်ဖြစ်တဲ့ဆရာနာရှင်စနစ်အဆုံးသက်ရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy ပြည်ထောင်စုသည့်တိဆောက်ရေးဟာမွေးတော်တဲ့လက်ထကန်းအကွာမှာရောက်ရှိနေပြီလို့ NUG ကပြောပါရယ်။ဩဂတ်စ12ရက်နေ့မှာကြောက်တယ်။ 85နှစ်မြောက်ကရင်အာဇာနည်နဲ့အထိတ်မှန်အခမ်းအနားကိုပေးဖို့လေ NUG ရဲ့ဂေါရပြုတမွန်လွာမှာအခုလိုထည့်သွင်းပြောဆိုထားတာပါ1950ပြည့်နှစ်ဩဂတ်စ12ရက်နေ့မှာကရင်မျိုးသားခေါင်းဆောင်ကြီးစောပါဦးကြီးနဲ့ဗိုလ်ချုပ်စောဆိုင်ကေတို့ဟာကော့ဂရိတ်မြို့နယ်ထိုးကော်ကိုယွာမှာအကြက်ဖက်ဆီယနာရှင်နဲ့အပေါင်းပါတွေကိုရွရွချွန်ချွန်ခုခံတိုက်ခတ်ရင်းကြဆုံးသွားခဲ့ကြတာလည်းဖြစ်ပါတယ်အင်းနေဟာကရင်တော်လန်ရေးသမိုင်းမှာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီးကိရင်အာဇာနည်နဲ့အပြည့်သတ်မှတ်ကျင်းပလာခဲ့တာဟာ85နှစ်ရှိပြီလို့လဲဆိုပါရယ်နှစ်ပေါင်း80ကျော်ကြာဒီနေ့ຫນွေဦးတော်လိုင်းကာလအထိကရင်မျိုးသားခေါင်းဆောင်ကြီးစောဘာဦးကြီးချမှတ်ခဲ့တဲ့လမ်းညွှန်မှု၄ချက်ကိုဆွဲကင်ပြီးကရင်မျိုးသားတော်လိုင်းအတွက်သာမကဆရာနာရှင်ချုပ်ငင်းရင်းနဲ့ Federal Democracy ပြည်ထောင်စု တိဆောက်ရေးအတွက်စွန့်လွတ်တိုက်ပွဲဝင်နေတယ် KNU KNLA အတွက် များစွာလေးစားဂုဏ်ရည်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကရင်တော်လန်ရီမန်းချက်တွေအောင်မြင်စေကြောင်း NUG ကစွန့်မုံကောင်းတောင်းပေးသလိုခေဆက်ဆက်အသက်သွေးချွေးပိဆက်ခဲ့ကြတဲ့ကရင်တိုင်းဒေသပြည်သူတွေနဲ့ကရင်တော်လန်ရဲဘော်ရဲဘက်တွေအားလုံးကိုဂေါရပြုတယ်လို့လည်းဆိုထားပါတယ်။လက်ရှိနှွေဦးတော်လန်ရဲ၄နှစ်ကျော် ကာလရောက်လာချိန်မှာဆရာနာရှင်စနစ်အဆုံးသတ်ရေးကိုပိုင်းပြဋ္ဌာန်းခွင့်ရရှိရင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုသည့်တိဆောက်ရေးဆိုတဲ့တော်လှန်ရေးဘုံရည်မှန်းချက်တွေဟာလက်တကန်အကွာကိုရောက်ရှိလာနေပြီး PDF တွေနဲ့မဟာမိတ်တိုင်းရင်းသားလက်လက်ကန်တပ်ဖွဲ့တွေလက်တွဲညီညီစ조사ကြမယ်ဆိုရင်မဝေးတော့တဲ့အနာဂတ်မှာအောင်မြင်မှာဖြစ်တယ်လို့လည်းအန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပြီးတော့ကြည့်ကြည့်တမန်ရှင်းကြမှာများပါ